။ဒါကြောင့်အပြည့်မဲ့ပြည်သူတွေအပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာဝန်ရေသူပေါင်းကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်သင်ခံတစ်လို့မရတဲ့အတွက်တမ်ဘရော်တွေနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်အစ်စ်ကိုဆက်လက်ဆင်းနေသွားမှာဖြစ်တယ်။တရားစီရင်ကျင့်သုံးပြီးအကြက်ကဲတောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာတမတော်ရင်းနဲ့အရှုပ်ပေးလက်ခံခဲ့တဲ့အစင်နာမရှိခဲ့တာကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစင်ကိုကာကွယ်ဖို့နဲ့ ို့တာဝန်ရေးသွင်းပေါင်းကိုထိမ့်သိမ်းဆုံးရှုံးဖို့တဲ့ရဲဘော်တို့တွင်လည်းအသက်ကိုဗရဏမထားပဲစွန့်လုံဆွသားတဲ့စိတ်ဓာတ်နဲ့နိုင်ငံတော်ကာကွယ်တာဝန်တို့ကိုကြီးပူစွာထောက်ဆောင်သွားကြဖို့အလေးထားမှာကြလို့တဲ့မဟုတ်ဘူးသူမဟာသေးတယ်တော်စုံကြီးကျေးဇူးမူးလို့တော့ဆိုကြမှရှိဘူးလို့ပြောခဲ့တာမြန်မာနိုင်ငံမှာကျွန်မပထမဆုံးပြောခဲ့တယ်မြန်မာ နော်တမန်ကလည်းယူရင်းစီတယ်ပေါင်းပြီးလိမ့်နေပါတယ်ဒီနောက်နေစေရွေးကောက်ပွဲကတရားမျှတတဲ့ရွေးကောက်ပွဲအရင်ကမှမဖြစ်နိုင်ပါဘူးဒီကောက်ပွဲကတမန်တမန်မကြပါဘူးတို့တနိုင်ငံလုံးလိုက်ပြီးပြောခဲ့တာလေကျွန်မကျွေးကောက်ပွဲပြီးပြီချင်းပါတယ်ဒီရွေးကောက်ပွဲကိုကျွန်မပြည်သူတွေကကျွန်တော်ပြည်သူတွေကတပိတ်မောက်တဲ့ရွေးကောက်ပွဲကအထမ်းမမြောက်ဘူးခက်သီးလုံးရှိတာဟုတ်ပြီပုံမှန်20လို့40နှစ်လို့နော်20ကငယ်လို့60လုံးလို့ညာစစ်တပ်ကခွဲသီးပုံကိုကောက်ပွဲရမယ်တောင်းရှိတယ်ကွတဲ့မတော်ကောက်ပွဲဦးစီးချုပ်ကရွေးကောက်ပွဲတက်ကြပါသေးလို့ကျွန်တော်ပြည်သူတွေကတောင်းဆိုလို့ကြားတယ်တောင်းဆိုကြားတာပြောခဲ့တာကျွန်မ ရွေးကောက်ပွဲမချင်းမပြင်းနဲ့ရွေးကောက်ပွဲလိန်နေတယ်ဆိုတဲ့အကြောင်းကျွန်မကြေပြခဲ့ရွေးကောက်ပွဲပြီးပြီးချင်းပါလေဒီရွေးကောက်ပွဲကပြတ်သိမ်းပြီးဝင်းစီပြတ်သိမ်းခံရမယ်စစ်တပ်ကတမတော်ကဝေးဦးစီးတို့ကရွေးကောက်ပွဲပြန်ပြီးချင်းပါရလိမ့်မယ်လို့ကြိုးပြောခဲ့တာကျွန်မတမဲယုံကြီးပြန်ဆက်တဲ့အချိန်မှာဟိုမှာလေးတခုပြစစ်တပ်ကကာလွန်ခေါ်ပြီးဟိုမှာလေးတရှိရစစ်တပ်ကမရင်တော့အာနာသိမ်းနေတယ် NLD ပါတီပြတ်သိမ်းခံရမယ်တော်စုကြီးအခန်းခံရမယ်လို့နိုင်ငံရေးရာကြိုးသုံးတက်ခဲ့တာကျွန်မနော်အခုတို့မဟာသေးဆိုတဲ့နာမည်တခုကအလကားရလာကျမကဘေတုံးကပဲလို့ဘာဖြစ်ခဲ့ပါလဲဆိုတဲ့ဘယ်တော့ဘာဆက်ဖြစ်မယ်ဆိုတာကြိုတင်သုံးတတ်နိုင်မိမ ဘသူပြောတာလဲကျမမဟုတ်မဟာသေးကလေတောက်ပဲဝင်တိုင်းမယ်မြတ်တော်မယ်လို့မယ်ကျမမစပြောမိတာကျမလေဒေတုံးကမှပါတီနိုင်ငံရေးစိတ်ဝင်လာတယ်ကျမဗဇက်ကလည်းဒေတုံးကမှမပြောခဲ့ဘူးစိတ်လဲဝင်လာဒီညနာဒီရုပ်ဒီလေးတောင်တခြားတိတာစိတ်ကဝင်လာတယ်ကျမကဟိုချစ်တဲ့ခင်တဲ့လူတွေကအော်မပြူဘူး တို့ချစ်တဲ့ခင်နာပေးတို့တို့ဘာကြောင့်အားပေးတာလဲဆိုရင်ကျမကအစောကပြောခဲ့တယ်လို့နိုင်ငံရေးစိတ်မျိုးကိုအချိန်အတိကျနဲ့ပုံမှန်ဥပဒေတိကျနဲ့ဘယ်တော့ဘာဖြစ်မလဲဆိုတာကြိုတင်သုံးသပ်နိုင်ရဲ့အတွက်တို့ကြောင့်လေ့လာကြတာအဲ့ဒီပဲလေကျမကတို့အကူတွေတို့တော်တယ်မှာနေရာရရှိခြင်းနဲ့တို့တော်ဝေးတိုင်းရှိခြင်းနဲ့ဒါကြောင့်မို့လို့ကျမကဥပကုန်နဲ့ဥပမာပေးပြီးတော့တို့တော်အမတ်တယောက်ကိုရွေးချယ်ခံခြင်းလို့ဆိုရင်ဘယ်လိုဘယ်လိုအခြေအနေရှိရလဲဆိုတာကျမကဥပကုန်နဲ့နှိုင်းရှင်ပြီးတော့သူရဲ့ကောင်းမှာဒါမကူခွဲထားဖို့ကျမသိမှန်သေးတာ ်တော်ထဲမှာအုတ်ရော်ရော်ကြောက်ရော်ရော်တွေပါရင်ဖြုတ်ထုံနိုင်မှုတန်း right to we go ဒီပြည်တည်းလူတွေဆိုတာကိုကျွန်မကဥပမာပေးတာနော်အရင်ကကိုစောဖွင့်ရပြောရဲတယ်မဟုတ်ဘူးလူကပေါ်ဝင်မယ်ဆိုပြီးတော့ကျွန်မကိုခင်လက်မယ်နဲ့လူတွေမော်လမြိုင်ဘက်ကလေးဆိုရင်တော့ပုံစံတွေပြောတယ်တမီးရဲတဲ့တမီးရဲကောစိတ်ကြီးခုနောက်ကနေလွတ်တော်မဲ့ဝင်ရင်းနဲ့ဆိုတာဟုတ်လားသူတို့သူတို့ကတော့မော်လမြိုင်ရပါဘူးဒါပေမဲ့မော်လမြိုင်ကနေသူတို့စိတ်ကြီးကိုမဲပေးချင်တယ်စိတ်ကြီးခောက်မဲဘယ်လိုပြရမလဲတမီးပြောပြပေးပါဆိုပြီးတော့အဲ့လိုချစ်တဲ့ခင်လက်မျိုးရှိတာကျေးဇူးတင်တယ်ဒါပေမဲ့ကိုစောဖွင့်ဒီကျွန်မတို့ကိုကျော်စိုးလို့မသိရတယ်မှာခင်လက်မျိုးတွေအတွက် 明娘里你白，不交我一点，不交书呢，怎么工不多点没有时间，都要上那学校。怎么不是个，怎么不是个，怎么把龙华白都充不标准？还是那不有嘛的嘛。干一干谁就得，就嘛个么嘛的。后说那个都伢是干嘛？都伢标来有过，都伢标表来带那点小妹些，都姑娘啊，都伢是干人生也不去管你，跟你有个屁啊！咱俩也给力，咱俩也是阿个爹娘才是。 အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မပူးတူလွတ်တော်အမတ်လုပ်မည်ဟုအွန်လိုင်းပေါ်မှာပြန့်နှံ့လာသည့်အပေါ်မပူးတူဖြေရှင်းလိုက်တဲ့ရုပ်တံနဲ့အတူ NASA ကအနေဖြင့်ဂုံတိတ်ခါရှိသည့်ရွေးကောက်ပွဲဖြစ်ရန်ဆောင်ရွက်နေဟုတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းပြောလိုက်တဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးခြင်းပါတယ် နာဆာကအနေဖြင့်ယခုနှစ်ဒီဇင်ဘာလအတွင်းကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားဂုံတိတ်ခါရှိသည့်ရွေးကောက်ပွဲဖြစ်ရန်ဆောင်ရွက်နေသည်ဟုနာဆာကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်မှမတ်28ရက်ညပိုင်းကနေပြည်တော်၌ကျင်းပသည့်နှစ်80ပြည်တက်မတော်နေစီရပြခန်းနာတွင်မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည် NASA ကအနေဖြင့်ချမှတ်ထားသည့်ရှေ့လုပ်ငန်းစဉ်ငါရရလွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်နှင့်ရွေးကောက်ပွဲမှထွက်ပေါ်လာသည့်အစိုးရအားနိုင်ငံတော်အာဏာလွှဲအပ်နိုင်ရန်ဦးတည်၍ရွေးကောက်ပွဲအားတတ်မှတ်ကာလအတွင်းပြန်လည်ကျင်းပပေးရန်တိုက်ဆိုင်မမတ်ချမှတ်ထားသည်ဟုပြောသည် တက်မတော်ရဲ့ကိုစားနာစကားအနေနဲ့ဒီနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုတွေဆောင်ရွက်ရမှာ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအပအဝင်ရွေးကောက်ပွဲဥပဒေနီးဥပဒေတွေနဲ့အညီဒေတာအလိုက် လုံခြုံရေးအခြေအနေတွေပုံမူတည်ပြီးရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်လို့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်နေပါတယ်ဟုဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောသည့်ထို့သောအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိခြင်းသည့်တနည်းအားဖြင့်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအလုံးမဲပေးခွင့်ရရှိရန် ြည်သူလူထု၏စစ်မှန်သည့်လိုလားချက်ဖြစ်သောလွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရန်နှင့်ဂုံတိတ်ခါရှိသည့်ရွေးကောက်ပွဲဖြစ်စေရန်ဆောင်ရွက်နေခြင်းဖြစ်သည်ဟုပြောသည်ခင်ဗျာမမျိုးရေကျွန်မမဟုတ်ထူမှာလေးပါရှင်ဒီဒီတောင်းတဲ့ဆန်ကောင်ကိုလည်းမတ်လ28ရက်နေ့တက်မြော်နေဖြစ်ပါတယ်ခေဆက်တဲ့နိုင်ငံတော်ကိုကျွန်တော်ကထားဆောင်ခဲ့တော့ကျွန်တော်နိုင်ငံတော်ကိုအသက်တွေတွေ့ရတွေ့နေခြင်းပေးဆက်ကဝဲခဲ့ပါတော့တက်မြော်သားများနဲ့နိုင်ငံတော်ရဲ့တပ်ဖွဲ့များအားလုံးကိုလေးစားပါရင်အမိပြုပါရင်တက်မြော်သားမိသားစုဝင်များနဲ့ပဲအားထည့်ကြပါရှင် ဒီနေ့တက်မလို့နေမှာအထူးပြောချင်တဲ့အကြောင်းအရာတောက်ဆိုချင်တဲ့စကားတဲ့ဒါကျွန်မဒီတက်မလို့ချက်တဲ့ဒီတရားတက်မီသားစုဝင်ရဲ့ဘဝကိုစာနာထောက်ထားတဲ့ကိုကျေးဆောင်တရားနှလုံးသားရှိတဲ့မိမတယောက်ဖြစ်တဲ့လက်ရှိနိုင်ငံကြီးကတည်းကတာဝန်ရှိပုဂ္ဂိုလ်တွေနိုင်ငံတော်အာဏာပိုင်ခေါင်းဆောင်တွေအနေနဲ့ကစစ်မျက်နှာအသေးသေးမှာရန်သူထံပါဖမ်းဆီးခံလိုက်ရတဲ့တက်မလို့သားများအတွက်ဘလို့များစီစဉ်ဆောင်ရွက်ပေးမလဲသိချင်ပါတယ် တလားကနေနှလားနှလားကနေသုံးမှာအချိန်လေးကြာလာတာနဲ့အမြတမိသားစုဝင်ရှင်ထဲမှာနေ့စဉ်နဲ့မြစိုးရင်ပူပန်နေရတယ်ဒီလိုပဲတက်မှန်ကိုချက်တဲ့ကျွန်တော်ပြည်သူတွေရှင်ထဲမှာလည်းစိုးရင်ပူပန်နေရပါတယ်နော်လက်ရှိမှာတို့ရှိရင်ချင်းပြီးနေစင်နေနာမှာဖန်ဆီးခံလိုက်ရတယ်အထူးသဖြင့်မိတ္တမှာဖန်ဆီးခံလိုက်ရတယ်တက်မှန်တော်သားရှိတယ်နော်လာရှုံးမှာရှမ်းမြောင်မှာရခိုင်မှာကိန်းမှာနိုင်ငံအနှံမှာတိုင်းနိုင်ငံလုံးမှာစင်နေနာဖွင့်လာရတာဖြစ်တဲ့အတွက် အဲ့ဒီမှာဆိုလို့ရှိရင်ဒီကုလသမဂ္ဂကပေါ့နော်စက်တမ်ဘာဆိုလို့ရှိရင်ပါတယ်။ကမ္ဘာတဝန်းမှာဖြစ်ပနေတဲ့စက်ပွဲပေါင်း90ခုစမ်းစစ်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြည်တွင်းစစ်ကအဆိုးရွားဆုံးဖြစ်တယ်။ဒါကြောင့်မို့လို့မြန်မာနိုင်ငံကပြည်တွင်းစစ်ကတစ်ခါလုံးဖြစ်နေတဲ့စက်ပွဲတွေထဲမှာအပြင်းထန်ဆုံးအဆိုးရွားဆုံးစစ်ကိုဆင်းနေနေရတာဖြစ်တဲ့အတွက်နိုင်ငံတော်ကမှစစ်မျက်နှာတွေဖွင့်လာတာဖြစ်တဲ့အတွက်ဒီစစ်မျက်နှာတွေမှာကျွန်တော်တို့အောင်မြင်လာလိမ့်မယ်၊ကြားရှုံးလာလိမ့်ရှိမယ်။ဆိုတော့နိုင်ငံနဲ့အတိုက်ပွဲတွေမှာဖမ်းဆီးခံထားရတဲ့တပ်မတော်သားတွေအတွက်ဖမ်းဆီးခံစစ်တင်များအတွက်အဆိုးရွားနေတဲ့ဘလုံးများစုံစမ်းဆောင်ရွက်ဘလုံးမျိုးအများဆုံးကယ်ထုတ်ပေးမလဲသိချင်ပါရဲ့။အများဆုံးကယ်ထုတ်ပေးပါလို့လည်းကျွန်တော်ဆုံးချက်ပါတယ်။နောက်ခုက ူကဝဲကြမ်းမယ်ပေါ့နော်ကျွန်မခေါင်းထဲမှာပေးထားတယ်ဝဲကြမ်းမယ်အဲ့တော့ဗါလဲဆိုတော့ကိုညိုအမှတ်တရားဆိုပြီးတော့ဒေါက်တာဒါပြီးမှဗဇက်ကရာသီလာနေတဲ့အောက်တန်းသားရောက်ကြတာမဲ့ဗဇက်ကရာသီလာနေတဲ့အောက်တန်းသား ပုဂ္ဂိုလ်ကြီးကကျွန်တော်တတ်ခတ်မှုရအများကြီးရှိတယ်။အရင်ကကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ကျွန်တော်မတွေ့ရဘူး။အားကြောင့်မတွေ့ရတာလေဆိုသူတို့ကအမှန်တရားကိုသိချင်တာမဟုတ်။ကျွန်မကဒါအမှန်ပါလို့ရှင်းတာလေလို့သူတို့အမှန်ကိုသိချင်တာမဟုတ်။သူတို့ကနာမည်ဖျက်ချင်တာ၊ပုံရိပ်ဖျက်ချင်တာ၊တိတ်ခါချချင်တာ။ကျွန်မပြောတာရှင်းရှင်းလေး။ကျွန်မကနာမည်ဖျက်ချင်တယ်ဆိုရင်ကျွန်မကနိုင်ငံရေးရအနိုင်လို့ချင်တယ်ဆိုရင်နောက်ပေါ်သူမဟာသွေးဆိုတဲ့နာမည်တစ်ခုကိုခင်ဗျားတို့ရိုက်ချိုးချင်တယ်ဆိုရင်ကျွန်မကျွန်မပြောတဲ့စကားဒီတဲ့ကနိုင်ငံရေးစကားဒီတဲ့ကအမှားကိုရှာပြီးနိုင်ငံရေးလို့ပြန်ထောက်ပြ။နိုင်ငံရေးလို့ပြန်ချေပါ။ကျွန်မဒီနိုင်ငံရေးလို့စိန်ခေါ်ရအများကြီးအများကြီးကျွန်မစိန်ခေါ်ခဲ့တယ်။အဲ့ဒီစိန်ခေါ်တဲ့အကြောင်းအရာကိုပြန်လဲချေပါလိုက်။ဒါဆိုရင်ကျွန်မရဲ့ဟိုနိုင် ဲနိုင်ငံရင်းညာကျမရဲ့နာမည်ကိုစိုက်ချိုပြီးလားကျမကိုစိတ်ခေါင်ချပြီးလားဖြစ်ပါလိမ့်။အဲ့ဒီလိုမဟုတ်တဲ့နဲ့ဒဇက်ကရာသီရာပြီးတော့ပုဂ္ဂိုလ်ကြီးကအောက်ချတာမျိုးတွေဆိုကျမထောက်လိမ့်မယ်။ဒီလိုကဒီလိုမျိုးပြောလိုက်လို့ကျမကဒီလိုကိုဒီလိုပြန်ခေရှင်းလိုက်ရင်နောက်တဲ့လူကလည်းနောက်တဲ့လူတယောက်ကလည်းနောက်တဲ့လူတယောက်မှာမဟုတ်ဘူး။ဟုတ်။ဒီလိုဆုံးပြောနေကြတာအခုမှပြောရအောင်ပေါ့။ဘဝရင်းနေကပြောကြတယ်။ဒီနောက်ဆိုပြောရမယ်ဘုသူမှယောက်ျားသုံးယောက်ရှိတယ်။တယောက်ကအရက်သားလူနှစ်ယောက်ကဆက်သားအဲ့ဒီလိုကနေပြီးတော့ကျမကဘုံမြတ်ဖြစ်သွားပြန်ရောအချို့ကပြောကြတာရှိတယ်။ဇွားနာမည်တော့အတိတ်တာနဲ့ ခုလိုမျိုးနဲ့ပိုင်းချုံရမှာတဲ့ကျမကလည်းဆယ်တန်းမအောင်လေတဲ့ကတဲ့ကုသူစိတ်တော်ဦးတဲ့ဂျိုင်းမွေးလုပ်ပေးခဲ့လို့တဲ့ဒီရောင်လုံးမှာဟိုးလေးတချို့ချောဖြစ်ခဲ့နာမည်နဲ့ဇွားနာမည်အောင်ကြာအပခုခုမျိုးနဲ့ပိုင်းချုံရဆိုလိုချင်တာကပုပ်ကိုရေးရတိုက်ခိုင်းမှုပုတ်ချမှုကျမကောင်းလို့ဖြစ်ကျမနိုင်ငံရေးလို့ပဲပြောတာနော်ကျမဘဝတို့မဟာသေးတယ်တော်စုကြီးကျေးဇူးမုန်းလို့တောင်းရှိကြမရှိဘူးလို့ပြောခဲ့တာမြန်မာနိုင်ငံမှာကျမပထမဆုံးပြောခဲ့တဲ့မိမနော် ရွေးစီနဲ့ပေါင်းပြီးလိမ့်နေပါတယ်ဒီနောက်နေစရွေးပောက်ပွဲမှာတရားမျှတတဲ့ရွေးပောက်ပွဲခင်းကြီးနဲ့မှမဖြစ်နိုင်ပါဘူးရွေးပောက်ပွဲကတမန်တမန်မကြပါဘူးလို့တနိုင်ငံလုံးလိုက်ပြီးပြောခဲ့တာလေကျွန်မရွေးပောက်ပွဲပြီးပြီးချင်းပါလေဒီရွေးပောက်ပွဲကိုကျွန်မပြည်သူတွေကကျွန်မတို့ပြည်သူတွေကတပိတ်မှောက်တဲ့ရွေးပောက်ပွဲကအထမ်းမြောက်ဘူးဖက်သီးပုံချေကောင်းပြီးပုံမှန်20တို့40နဲ့တို့နော်80ကငယ်တို့60လုံးတို့ညစစ်တပ်ကဖက်သီးပုံကိုကာကွယ်ရမယ်တောင်းဝန်ရှိတဲ့အတွက်တမန်တော်ကာကွယ်ရေးဦးစီးချုပ်ကရွေးပောက်ပွဲပြန်ကျပါပေးလို့ကျွန်မတို့ပြည်သူတွေကတောင်းဆိုလို့ရတယ်တောင်းဆိုကြပါမယ်ပြောခဲ့တာကျွန်မ ရွေးကောက်ပွဲမကျင်းပနေတဲ့ရွေးကောက်ပွဲလေးလေးဆိုတဲ့အကြောင်းကျွန်မကြေညာခဲ့တယ်ရွေးကောက်ပွဲပြီးပြီးချမ်းပါမယ်ဒီရွေးကောက်ပွဲကပြတ်သိမ်းပြီးဘူးဦးစီဖြတ်သိမ်းခံရမယ်စစ်တပ်ကတမတော်ကဝင်းဦးစီတို့ကရွေးကောက်ပွဲပြန်ပြီးကျင်းပရလိမ့်မယ်လို့ကြိုပြောခဲ့တာကျွန်မတမဲယုံနေပြန်ဆက်တဲ့အချိန်မှာပုံမှန်လေးတခုညာစစ်တပ်ကကာလွန်ခေါ်ပြီးပုံမှန်လေးတရှိညာစစ်တပ်ကနိုင်ငံတော်အာဏာသိမ်းနေတယ် MND ပါတီဖြတ်သိမ်းခံရမယ်ဒေါ်စုကြည်အဖမ်းခံရမယ်လို့နိုင်ငံရေးရာကြိုတုံးတက်ခဲ့တာကျွန်မနော်ဘုတ်တူမဟာဒီဆိုတဲ့နာမည်တခုကအလကားရလာကျမကဘယ်တော့မှဘယ်လိုပါဖြစ်ခဲ့ပါလဲဆိုတဲ့ဘယ်တော့ပါဆက်ဖြစ်မယ်ဆိုတာကြိုတင်တော့တတ်နိုင်မိမ နော်ဆိုလိုချင်တာက2019တဲကကျွန်မဒီလိုနိုင်ငံရေးရအများကြီးကျွန်မကြိုးတုံးသက်ခဲ့တယ်ပြောခဲ့တာရှိအဲ့ဒီချိန်တော့ကဘယ်တင်နိုင်ကုန်မှအိပ်ပျော်နေလဲမသိတဲ့အခုချက်မှာရေးပေါ်စီခါတော်နေတဲ့ပုံကိုရတတ်ခဲ့ကြတယ်ခါတော်ဒါတွေကျွန်မတို့ပြောလို့ဒီပေါ်မှာဒီတော်ရေးတန်းချုံဒီလည်းပဲဖြစ်ရသူကျွန်မလည်းပဲဖြစ်ရသူနော်ဆိုတော့အင်းလေးကဒီတော်ရေးတန်းချုံဒီကျွန်မနဲ့ပတ်သက်လို့အများကြီးပြောကြတာရှိတယ်ကျွန်မတွေ့တယ်ကျွန်မကြားတယ်ဒါပေမဲ့ကျွန်မ ကျွန်တော်ဆုံးပါတဲ့စကားမျိုးထင်ရင်ကျွန်မရှင်ထဲမှာသိထားတယ်။ကျွန်မတို့ရဲ့အကျိုးရနေမယ်ဘူးတူတန်ရှိနေမယ်ထင်တယ်အကြောင်းရည်ဆိုရင်အေးတော်ရေးလက်ကျူတော်သမီးကိုကျွန်မရင်ဘက်ထဲမှာသိထားတယ်။ဒါပေမဲ့ကျွန်မတို့သူပုဂ္ဂိုလ်ကြီးကသူမျိုးစုံမျိုးစုံပြောကြတာရှိတယ်။ကျွန်မဗမာပြန်မပြောဘူး။ဟုတ်သူပြောခဲ့တဲ့စကားရဲ့အနှစ်တွေကိုကျွန်မရှုတယ်။အခွန်တွေကိုကျွန်မလွှတ်ပြလိုက်တယ်။ကျွန်မကောင်းနေမှာမထားဘူးပေါ့နော်။ဆိုတော့ဒီမှာဒီကိုညိုမယ်တရားဆိုတဲ့ကောင်ကကျွန်မကိုတပုတ်လေးလေးပြောနေပေါ့မှာ။တစ်ဖက်ကနော်အေးတော်ရေးတန်းကျူလို့အပွားကြီးကိုတော်မှာပုဂ္ဂိုလ်ကြီးကတိုက်ခိုက်မှုရအားကြီးရှိတာအေးကိုတော်ကြီး ။အကြီးတို့အဖာကြီးကိုတော့အခုလိုပုဂ္ဂိုလ်ရေးရဟာဗာဖြစ်နေ냐ဖြစ်တယ်ပြောရင်ကျမတို့မိမငယ်တယောက်ကိုတို့အများကြီးဆွဆွဲကြပါလေ။တစ်ခါတာဆွဆွဲတာတော့အကြီးနေလည်းကအမှန်တကယ်သိကြတယ်ဆိုရင်ကျမကိုကိုယ်တိုင်လာပြီးတော့ ရရပြောစမလို့ရတယ်။အကြီးကြီးတတိစကားတက်ငယ်ချာကျမတို့ခက်တယ်အောင်ချင်းချင်းကျမတို့ပြည်သူချင်းချင်းကျမတို့တက်မတော်ချက်တယ်ချင်းချင်းကျမတို့နိုင်ငံလူချက်တယ်ချင်းချင်းအကြီးကျမတို့ဆုံးမလို့ရတယ်။ကျမတို့တိုက်ရိုက်လာပြီးပြောဆိုလို့ရတယ်။ကျမဖုန်းနံပါတ်69 98 96နဲ့ကျမကဟိုညနေကဟိုဒီညနာကြီးကဟိုဒီရုပ်ကြီးကဟိုဒီဖုန်းနံပါတ်ကြီးတင်ကျမမြန်မာပြည်မြန်မာနေပြီးတော့လူသားကြီးလုံးနေမိမ့်မှာကျမကကြည့်လို့ရတယ်မြန်မာနေနေရမှာပေါ့ကျမက ဲ့ဒီလိုမျိုးအရင်နေနေတာကျမကိုလာပြီးတော့တော်တော်တိတ်တိတ်မင်းမြဆုံချမ်းလို့ဆုံးမလို့ရပါလေနဲ့သူများကတပုတ်လေးနေပြောတာကိုအကြီးကထပ်ပြီးတော့ထက်စင်ပြောဆိုလိုက်တဲ့အခါကျတော့အကြီးကိုယ်တိုင်ကလူတွေကလေသူများစကားရစကားရပြောကြတယ်ဒီနေ့ဒီနေ့တင်းနေကြတယ်ပြောတဲ့စကားတွေကြားတဲ့တင်းတွေကိုမိမိတို့ရဲ့အတိဉဏ်နဲ့ဝေဖန်ဆန်းစစ်ပြီးတော့မှအဲ့ဒီအကြောင်းကိုအချင်းချင်းပြောနိုင်အဲ့ဒါအတိဉဏ်လို့ခေါ်ရလေဟုတ်တယ်မလား တတိယနေ့ကြားတယ်နားထဲမှာတတိယနေ့ကြားတယ်နားထဲမှာစကားတွေကြားတယ်အဲ့ဒီကြားတဲ့စကားတွေလေအဲ့ဒီကြားတဲ့တတိယနေ့မိမိရဲ့တင်ထားတဲ့မိမိလေ့လာထားတဲ့အသိဉာဏ်နဲ့ဝေဖန်ပိုင်းခြားပြီးတော့ဟုတ်ရင်မဟုတ်ရင်ဆိုတော့တုံ့တက်နိုင်ရတယ်တော့တော့တော့ကြာမရှိဘူးဆိုရင်ကိုကိုတိုင်းကသူများကျွန်တော်လမ်းဆုံးနဲ့ဖြစ်သွားမှာပေါ့သူများရောင်းလို့လိုက်လို့ရောင်းအမြောင်အမောင်တောင်မဲမြောင်မဲမသိရတဲ့ဖြစ်သွားမှာပေါ့ကိုကိုတိုင်းကလေဖားတန်းရှိတဲ့လူဖြစ်သွားမှာပေါ့အဲ့ဒီလိုမဖြစ်အောင်ကြားလာတဲ့သတင်းကြားလာတဲ့စကားရဲ့အုံနောက်ညာနဲ့ဆန်းစပ်ဖို့လိုတယ်လေ လူတီတာရေလို့ခေါ်တာဟုတ်လားတခုလို့ဒေသအားနေတူများပြောတဲ့စကားကိုတူများပြောတဲ့စကားတိုင်းဆိုပြီးတော့မင်းကတူများရဲ့ဝါဒအမှန်တိုက်တဲ့အတိုင်းမှာလိုက်ပြီးတော့ပြောဆိုနေတယ်ကိုကိုတိုင်ကတူများအသုံးချခံဖြစ်သွားမှာပေါ့ကျွန်တော်ကျမကဘူးဒီအကြီးတော်ရေးတန်းချူခဏခဏအရင်ထဲကပြောပါလေနော်ကျမတစ်ခါမှမပြောပြန်ပြီးမတုံ့ပြန်ဘူးဘာလို့လဲဆိုတော့အကြီးတော်ရေးတန်းချူလူငါမင်းဆိုရင်အသက်ရမ်းကြီးပြီအော်အသက်ကြီးပါလူကြီးတွေပါလေတို့ပြောချင်တာပြောပါစေသူပြောတဲ့စကားလေးတွေကမှတ်သားကြပါရင်မှတ်သားလိုက်မယ်အနှစ်တွေပါရင်ယူလိုက်မယ်အခွင့်အရေးပါရင်နှုတ်ပြလိုက်မယ်ဆိုရဲထွေးထုတ်လိုက်မယ်ဆိုရဲအတွင်းနေပဲကျမနားထောင်ခဲ့တာ နော်ကျမအဲ့လိုအားထောင်ခဲ့တာကျမကိုအခုရွေးကောက်ပွဲဝင်ပါတို့လို့တော်မဲ့ဝင်ကြိုင်ပါတော့အကြီးကိုပြောမိလားဘယ်သူပြောတာလဲကျမဘုဒ္ဓမဟာသေးကရွေးကောက်ပွဲဝင်ကြိုင်မယ်လို့မတော်မဲ့လုံးတယ်ကျမဘာသာပြောမိလားကျမလေဘယ်တော့မှပါတီနိုင်ငံရေးဆွေးနွေးလာလေကျမပါဇက်ကလည်းဘယ်တော့မှမပြောခင်စိတ်လဲဝင်လာဒီညနာဒီရုပ်ဒီလေးတောင်တခြားကြည့်တာစိတ်ပုံဝင်လာတာကျမကိုချက်တဲ့ခင်းတဲ့လူကတော့မပြုတ်ဘူး ဖြစ်တဲ့ခင်နားပေးရဲသူတို့ဘာကြောင့်အားပေးတာလဲဆိုရင်ကျမကအစောကပြောခဲ့တယ်လို့လည်းနိုင်ငံရေးစီရင်ကိုအချိန်အတိကျနဲ့ပုံမှန်ဥပဒေတိကျနဲ့ဘယ်တော့ဘာဖြစ်မယ်ဆိုတာကြိုးတဲသုံးသပ်နိုင်ရတော့တို့ကြောက်ရလို့ကြားကြတယ်အဲ့ဒီအတွက်လည်းကျမကသူတို့အကူရဲလွတ်တော်ထဲမှာနေရာရရှိခြင်းနဲ့လွတ်တော်ဝေးတိုင်းရှိခြင်းနဲ့ဒါကြောင့်မို့လို့ကျမကပုဂ္ဂိုလ်ကိုလည်းဥပမာပေးပြီးတော့လွတ်တော်အမတ်တယောက်ပြီးအချက်ခံခြင်းလို့ဆိုရင်ဘလို့ဘလို့အရေးချင်းတွေရှိရတယ်ဆိုတာကျမကပုဂ္ဂိုလ်ကိုလည်းနှိုင်းရှင်ပြီးတော့သူရဲ့ကောင်းမှာဒါမကိုခွင့်ချဖို့ကျမသိမှလေးပါတို့တော်ရမှာအော်ရော်ရော်ကြောက်ရော်ရော်တွေပါရင်ထုတ်ထုံးနိုင်မှုတော့ right to recall ဥပဒေတည်းလူရယ်ဆိုတာကိုကျမကဥပမာပေးတာ ော်အရင်ကကိုစောခွေးရပြောနေတယ်မဟုတ်သူကောက်ပဲဝင်မယ်ဆိုပြီးတော့ကျမတို့ကိုခင်ရမယ်တဲ့လူတွေမော်လမြိုင်ဘက်ကလည်းရွှေတွေတော့ပေါက်ဆက်နေကြတယ်။တမီးရေးတဲ့တမီးရံကုန်းစိတ်ကြီးခဏတော့ကလည်းတို့တော်မဲ့ဝင်ရင်းနေဆိုတာဟုတ်လားသူတို့သူတို့ကတော့မော်လမြိုင်ရပေါ့ဒါပေမဲ့မော်လမြိုင်ကလည်းသူတို့စိတ်ကြီးကိုမဲပေးချင်တယ်စိတ်ကြီးခဏတော့မဲပလို့ပေးရမယ်တမီးရုပ်ပြပေးပါရှိပြီးတော့အဲ့လိုချစ်တဲ့ခင်ရမယ်ရှိတာကျေးဇူးတင်တယ်ဒါပေမဲ့ကိုစောခွေးဒီကျမတို့ကိုကြော်ဆိုးတို့ကိုတည့်ရင်ထဲမှာခင်ရမယ်တဲ့အတွက်အများကြီးတို့ပဲကိုစုံခွေးတွေကိုကျော်ဆုံးနဲ့ကျွန်မကိုတော်တော်လေးမှရောက်ရှိချင်တယ်။သူ့ရဲ့ဆန္ဒကိုပြောတာ။ ကျမပါဇက်ကကျမပါဇက်ကကျမဘာလို့မှမဲလို့ထုတ်မပြောသေးဘူးအဲ့ဆက်ကဘယ်တော့မှအတူမဟုတ်ဘူးကာယကံရှင်ဖြစ်တယ်ကျမကပြောမှအတူနောက်ဆုံးတော့ကသူများစကားမှာသူများပြောတာယူကိုကသူများပြောတဲ့တိုင်လိုက်ပြီးရှောင်းမယ်ဆိုရင်ကိုကိုယ်တိုင်ကသူများစကားလမ်းဆောင်နေဖြစ်သွားမယ်အဲ့ဒီလိုမဖြစ်အောင်ကြားလာရဲ့တင်းနေကြားလာရဲ့စကားတော့အသိဉာဏ်နဲ့ဆက်ဆိုဖို့ကျမကိုဖုန်းတောင်းမှာကက်နေတယ်လို့ပြောတယ်ဆိုတော့ကျမစဉ်းစားနေတယ်အဲ့ဒီလူတွေခေါင်းထဲမှာအုံးလို့မပါဘူးပါနော်အဲ့ဒီလူတွေခေါင်းထဲမှာအုံးလို့မပါရပဲဖြစ်နေဟုတ်ချီချောင်းမှာကက်နေမယ်စားဝင်တဲ့အရာမှာဒီပါဘော ခင်ဗျားတို့အုံမပါရေရွှေရှိနေတယ်ကိုကြီးเจ้าမှာကန့်နေမှာဝင်နေရမှာလေဝင်နေရမှာနေမယ်ဆိုရင်ဒီအိမ်ယာတိုက်ခိုက်ကိုအပိုင်ရမှာလေအပိုင်ရမှာဒါမှမဟုတ်လို့ရှိရင်ဝင်တိုင်းရမှာမမြင်ချင်ဘူးဆိုရင်လည်းစစ်တပ်ကျဲသွားနေမှာပေါ့ကိုတို့လုံချုံနေလေစစ်တပ်လည်းညမှာသွားနေမယ်ရိခါလဲဆရာရဲ့လို့ဘဝအတွက်အာမခံချက်လေးရှိရင်လုံလဲလုံချုံနေဒါမှမဟုတ်ရှင်ပါတီဌာနချုပ်ကြီးတွေမှာသွားနေမှာပေါ့ခေါင်းထဲမှာအောင်းနောက်ပါရေရွှေရှိနေလေးပဲစစ်စားကြည့် ကျမတို့မိမမကအတူကိုအခွင့်အလမ်းကြီးလမ်းမှုတွေအများကြီးရှိတယ်။ကျမကသူများမျက်နှာသူများဆံကိုစားရင်သူများမျက်နှာကြည့်ရမှာဆိုတော့ဘသူဆံမှမစားဘဲနဲ့ဘသူမျက်နှာမှမထောက်တယ်မိမက။ဟုတ်ပြီလား။အဲ့ဒါမချက်နောက်တစ်ချက်ကကျမတို့က2030ဝန်းကျင်ရရဲတော့မှပါလေအလုတ်တိုင်ကြီးရှားပါလို့ပါလေလိုက်ကလမ်းမအလုပ်လုပ်ပါကျမကြည့်အမြင်မပိုးခိုင်းဖုန်နံပါတ်ပတ်ထားရင်ကောင်း30ကနောက်ဆက်တော့ကျမ30တန်း2010မှာကျမအလဲတန်းကျောင်းတူလို့ရှိနေတယ်ရန်ကုန်ဆိုတာဘယ်နိုင်နေလို့နေမှမသိဘူး တရက်တစ်ဆယ်မှာ9000တန်းပဲရှိသေးတယ်ရန်ကုန်ဘယ်နားနေလို့နေမှမသိဘူးဟုတ်ပြီလား 2014မှာကျွန်တော်တို့ရွာเจ้าမှာပညာဒါနပြန်ပြီးတော့လောက်ပါပြီးနေတယ်။တနည်းတနည်းကျောင်းရွာစားတဲ့ကျောင်းမှာကျွန်မပညာဒါနပြီးရင်လောက်ပါပြီးကျောင်းဆရာမှာစားတင်တယ်။2019เจ้าမှာကျွန်မအရင်လေးကထပ်ခါထပ်ခါတော့ပြောတယ်ကျွန်မ2015เจ้าမှာရန်ကုန်ရောက်တာကျွန်မရန်ကုန်ရောက်တာဒီနိုင်ငံကြီးလို့ကိုရန်ကုန်လာတာမဟုတ်ဘူး။ကျွန်မဘဝရှိရေးအတွက်ကျွန်မเจ้าစားတတ်ဖို့အတွက်ကျွန်မမိသားစုစားဝင်နေတယ်ကျွန်မအလုပ်လာလောက်တာ။ကျွန်မအလုံးလုံးတာမင်္ဂလာတော့စားလို့ဆိုကျွန်မနေတာဒလပေါ့အဆောင်မှုနယ်မှာတော့ရှိချင်းနော်အဲ့ဒါပထမနေတဲ့နေရာနောက်နေတဲ့နေရာရွှေပြည်သားအကြောင်းလဲအဆောင်မှုနယ်မှာအငိမ့်စားကိုယ်ဦးတန်းထုံး မိမသေးတဲ့ဆောင်မိကလေးသေးတဲ့ဆောင်အခုချိန်ထိမိကလေးသေးတဲ့ဆောင်ပဲနော်ခန်းတော်ရဲ့မိကလေးသေးတဲ့ဆောင်မိမတရားတော်ရှိနေမိကလေးသေးတဲ့ဆောင် ကျမကနော်ကျမမကျမကဒီကျောင်းလမ်းမှာနေတော့ကျမကျောင်းလမ်းရဲ့ရှေ့မှာမောင်ရွှေတီတာကျောင်းလမ်းရဲ့ရှေ့ကားလမ်းရှေ့တက်တက်မှာအဲ့ဒီအထည်ထုတ်ဆိုင်ရှိတယ်။အဲ့ဒီမှာကျမနာမည်ဘိုးဤခိုင်ကျမ ID နာမည်272 22အဲ့ဒီနာမည်ဘိုးဤခိုင် ID နာမည်1ခွန်နှစ်နှစ်လို့ရိုက်ထည့်လိုက်တာနဲ့ဘယ်နေ့လဲရမှာအလုံးဝင်ခဲ့တယ်ဒီဆက်ရုံမှာဘယ်နေ့နေ့လို့လောက်ခဲ့တယ်ဘယ်နေ့ဘယ်ရမှာအလုံးထွက်ခဲ့တယ်အဲ့ဒီထောက်တာရှိတယ်။တမိုင်းဆိုတာဖြောက်လို့မရဘူးလေလို့မရဘူးဟုတ်ပြီလားရန်ကုန်တမျိုးလုံးမှာအဲ့ဒီနှစ်နှစ်ရာပဲနေတယ် နော်ကျုပ်တို့ချင်းသားကသူများအကြောင်းကိုတကုတ်နေမယ်မပြောခင်ပါမိမိပါဇက်ကယောက်ျားဒါမယ်မိန်းမဒါမယ်ပါဇက်ကရာသီလာနေတဲ့အောက်တက်ကဖြစ်မနေဘူးလားဆိုအရင်စုံစားဖို့လိုတယ်ဟာမကြည့်အမီတော်ဖို့ဤခိုင်းမဖို့ဤခိုင်းအဖအမီဦးဝင်းကိုကျွန်မနှစ်တော့ဆက်ရှိအောင်မှာခွဲရတာနှစ်တော့တစ်ဆယ်မှာခွန်တာရန်ကုန်ဘယ်နာနေလို့နေမှမသိဘူးနှစ်တော့ဆန်ခါးရမှာရန်ကုန်ရောက်တယ်တခါတော့ကျွန်မအလုပ်လုပ်ထားမင်္ဂလာတောင်ဆက်မှုတော့အထည်ထုတ်ဆက်ရောက်ကျွန်မနာမည်ကျွန်မ ID နံပါတ်ရိုက်ထည့်လိုက်တာနဲ့အဲ့ဒီဆက်ရောက်မှာဘယ်နဲ့အလုပ်လုပ်ခဲ့တယ်တက်တည်ထောက်ထားရှိတယ် ဒါပေမဲ့ကျမကဒါတွေရှင်းမပြဘူးရှင်းပြဖို့မလိုဘူးကျမကိုနည်းမထက်ချင်တယ်ကျမကိုတိတ်ခါချချင်တယ်ကျမပြောတယ်နိုင်ငံရေးအကြောင်းအရာနိုင်ငံရေးလို့ခြေပါစမ်းကျမဆင်ခေါ်တယ်ကျမကအဲ့ဒါမျိုးအရန်သဘောကျတယ်ကျမကိုနိုင်ငံရေးလို့ပြန်ပြီးခြေမနိုင်တယ်လူမလို့သူလိုပြောနိုင်တယ်လို့ရှင်ကျမအရန်ဝမ်းသာတာအဲ့ဒါမျိုးကျမအရန်တိုက်တာဘာမှမပြောရင်ဒီကောင်မှမပြောရင်အဲ့ဒါကျမဘယ်သူမှစောက်ရုံမဆိုင်ဘူး ဟုတ်ပြီလားเนาะကျွန်တော်နောက်တစ်ခါရှိတာအဲအရင်တော်ရေးတဲ့ကျွန်တော်ပြောရတယ်ကျွန်မကိုပါတယ်ဗုဒ္ဓဘာသာဝင်မျိုးစုံနဲ့တက်ရှုပြီးတော့အပုတ်ချနေတယ်ချင်းသွေးချင်းဆုံးအော်အရင်အဲ့လိုပြောလိုက်လို့ကျွန်မကကျွန်မကချင်းသွေးဆုပ်ဆုပ်ဆုပ်ဘူးဆုပ်တော့မသိအကြီးကပါဇက်ကတော့အရင်ဆုပ်သွားပြီအကြီးကလူကြီးတောက်နေတယ်ပါဇက်အရင်ဆုပ်သွားပြီလေဘူးလားကျွန်မတို့ရှင်းရှင်းရန်တိုက်ပေးဖို့ထွက်တစ်ခါကအရင်ကိုအုံချောက်ဘူးဖြစ်မသွားဘူးလားကျွန်တော်ကျွန်မတို့က ဝင်ဝင်တော့လိမ့်မပြနေရတယ်သူသွားတာပေါ့မဟုတ်ဘူးလားနော်ကျွန်တော်နောက်တော့ကျမကြောက်ပြောရှင်တဲ့အခါကျမတို့တိုင်းရဆွတ်ွယ်လို့ရပါတယ်။ကျမကဘုံဘာမှမဆွတ်ွယ်လို့ရတယ်။ကျမဖုန်းနံပါတ်ဒီတိုင်းပေးထားတာ။နော်ကျမဖုန်းဆက်နေလို့ပြအများကြီးရှိတယ်။တချို့ဆိုကျမဖုန်းဆက်ပြီးတိတိုင်းထိုင်ဆဲနေရှိတယ်။နော်ပထမဖုန်းဆက်တယ်တစ်လုံးနဲ့ဆက်တယ်ဆက်ဆဲလို့ကျမဖုန်းချလိုက်တယ်။နောက်ဖုန်းမျိုးစုံနဲ့ခေါ်ပြီးဆဲဆဲတဲ့ခါကျတော့ဖုန်းကိုကျမဘေးမှာချထားလိုက်တယ်။သူကသူဆဲကြတယ်လို့ဆဲကြတယ်။သူဆဲကြတယ်ကျမမကြားရတော့နော်ဆွတ်ွယ်ချင်လာတာအာကြားလာတဲ့စကားတွေသူများပြောလာတဲ့စကားတွေပေါ့ကမိမိရဲ့ အတိအမြင်နဲ့စဉ်းစားချက်ချင်းဖို့ပို့ပါရယ်အဲ့လိုစဉ်းစားမချက်ချင်တာဘူးဆိုရင်ကျမတို့ကိုယ်တိုင်ကဒီရားတွေရဲ့ပြန်လိုက်ပေးကြုံခံရပါလိမ့်မယ်နော်ဆိုတော့ကျမဒီအကယ်၍မှကျမဘိုင်နိုင်ငံရေးလုပ်ဖြစ်တာပဲဖြစ်ဖြစ်ကျမတို့ခုခုလုပ်ဖြစ်တာပဲဖြစ်ဖြစ်ကျမမဟုတ်သူမဟာဒီရဲ့အကြောင်းအရာဒီကျမစကားကကျမပါဇက်ကထုတ်ပြောတဲ့စကားကအကြောင်းအရာမှဖြစ်တယ်ဆိုတော့ကျမပါဇက်ကမပြောသေးဒါတခြားသူလူတွေရဲ့စကားဖြစ်တယ်ဥပမာကိုယ်ပေါ်ပေါ်မှာကျမကိုယ်လိုတော်နေမှာဟိုတတိပက္ခလာလေးနဲ့ဝင်ပြိုင်မယ်သူဖြစ်ချင်တဲ့ဆိုင်ကစေတနာနဲ့ကျမကိုပြောတယ်ကျမအဲ့ဒီမှမတုံ့ပြန်ဘူးဘာလို့လဲဆိုတော့အကြီးတော်အေးသားတို့ကိုယ်တိုင်တော့မှကျမအကြောင်းကိုကျမလည်းမတက်ဘူးအကြီးထက်ကထက်ကအများကြီးပြောခဲ့တယ်ကျမတို့ခုမှမတုံ့ပြန် ဘူးလေကျမတကယ်တန်ဖိုးရှိမယ်အနှစ်တွေတည်းကျမယူလိုက်တယ်ကျမတကယ်တန်ဖိုးမရှိတဲ့အခွန်လေးထွင်ကျမထုတ်ထုတ်ပြလိုက်တယ်ကျမကဒီလိုလဲနေတာเนาะကျွန်တော်ခင်ဗျာပြောကြတာပါเนาะအဲ့လိုဖွင့်ရှင်းတာပါရှင်ဆိုတော့အာနောက်နောက်ကျမကအရင်ထဲပြောတယ်ကျမကပုံကိုကြီးတွေမပြောနဲ့အဲ့လိုမျိုးဆိုရင်ဒီတယောက်ကိုဒီလိုဖြေရှင်းရင်နောက်တယောက်ကနောက်တစ်မျိုးပြောမယ်နောက်တစ်ယောက်ကနောက်တစ်မျိုးပြောမယ်ကျမကဆုံးအောင်ပြောမှာเนาะအဲ့ဒါကျမအဲ့ဒါတွေလည်းဖြေရှင်းနေပြီစိတ်လည်းမဝင်ပါဘူးဘူးဆိုတာကိုယ်တိုင်ကိုကြီးတာဟုတ်ပြီလား ကျွန်မဘယ်တော့မှမယ်ကျွန်မဘယ်မှာပဲလူနေခဲ့တယ်နော်ရှူပီတာကြောင်းလန်ကဲကောင်ရေမျိုးသမီးတည်တဲ့ဆောင်မှာကျွန်မဘယ်နဲ့နေနေခဲ့လေဒါလောက်ပေါင်းအဆောင်မှုတော်ရှိခြင်းအိမ်မှာကျွန်မဘယ်နဲ့နေနေခဲ့လေဖေးဆက်ရုံမှာကျွန်မဘယ်နဲ့နေလို့လုပ်ခဲ့နေဆိုတော့အတမိုက်ထောက်ထားလို့ရှိတယ်အင်းလို့ရောက်ဘူးဟုတ်ပြီလားပြီးရင်လူတယောက်ရဲ့အကျင့်စာရိတ်တာနဲ့လူတယောက်ရဲ့ဘဝနောက်ကြောင်းကအဲ့ဒီလူရဲ့စကားကြီးအဲ့ဒီလူရဲ့မျက်လုံးကြီးအဲ့ဒီလူရဲ့အကျင့်ကြီးအများကြီးမူတည်တယ်နော်အများကြီးမူတည်တယ်လက်ပြလုံးတဲ့လူမျိုးကတော့ မျက်နှာဒိဟိတိုင်ထင်းရလုံးနဲ့ဒီလိုစကားမျိုးပြောရတယ်မဟုတ်တာမှမှန်တာလို့တဲ့လူကဘယ်တော့မှလူတော့တိုးလို့မရဘူးလူစားမလို့ဘူး တာပါပါရင်လူပြောက်ရဲ့အခြေအနေလက္ခဏာဇိုက်လက္ခဏာကိုဖတ်လို့ရှင့်ပြတာပါတယ်နော်ဆိုဆိုတော့ဒါနေလည်းပြောတာများတော့ဒီနောက်နောက်ကျမနဲ့ပတ်သက်လို့ကျမရဲ့မတို့မဟာလို့ဆိုရင်ကျမရဲ့နာမည်တစ်ခုပုံရိပ်တစ်ခုခင်ဗျားတို့အလေးထိုးကြည့်ပြီးအနိုင်ယူခြင်းလဲဆိုရင်ကျမကြိုးပြီးတုံးတဲ့နဲ့လည်းတုံးတတ်ချက်ဒီကျမပြောတဲ့စကားကြီးကျမစိန်ခေါ်နေစိန်ခေါ်မှုနော်ကျမအင်းတော့လည်းစိန်ခေါ်ရခင်ဗျားတို့ဖက်ဒရယ်ပြောရတဲ့ခင်ဗျားတို့ဖက်ဒရယ်လို့ပြောရတဲ့အလူချင်းနဲ့အီယူအီယူကိုချားရမှာဖက်ဒရယ်အဂရီမန့်ရှိသလားကျမစိန်ခေါ်ရလို့2021တက်ကကျမစိန်ခေါ်ခဲ့ဘယ်သူမှကျမကိုနိုင်ငံရေးရမချေပါနိုင်ဘူးအဲ့ဒီလိုဖက်ဒရယ်အဂရီမန့်မရှိတဲ့အတွက်လက်ရှိမှာဆိုရင်ပတ်လောင်နဲ့ SFPB နဲ့နော် SFPB နဲ့ရှာတဲ့ တယ်သူတို့ချမ်းနယ်ဘလောင်နဲ့မိုးမိမ်မှာအချင်းချင်းကိုက်နေကြတယ်။ချင်းမှလည်းအချင်းချင်းနဲ့ကိုက်နေကြတာလည်းရှိတယ်။ဒီလိုကြုံဖြစ်မယ်ဆိုတာကြုံတိလို့ကြုံမြင်လို့ကျွန်မကဒီလိုမျိုးတွေပြောခဲ့တာ။နောက်ဆိုတော့နောက်တော့ကျွန်မကနိုင်ငံရေးရကျွန်မတို့ရဲ့ဇာတ်ကားကိုလူလူတူတူဥပမာကျွန်မက social control ကြောင့်ပြောတယ်။ဥပမာကျွန်မက popular social brand ကြောင့်ပြောတယ်။ဥပမာကျွန်မက state owner ကြောင့်ပြောတယ်။ဥပမာကျွန်မက limited car brand ကြောင့်ပြောတယ်။အဲ့ဒီဒါလိုမျိုးပြန်လဲခြေပနိုင်တယ်လို့ရှိရင်ကျွန်မစိတ်ခေါ်ပါရင်အဲ့ဒီလိုမျိုးမဟုတ်တော့ဘူး။ဇာတ်ကားရာသီလာနေတဲ့ပုံကိုရပြောဘလို့အောက်တန်းစားရဲ့ပြောဆိုမှုကိုမှကျွန်မခြေပမှာမဟုတ်ဘဲနဲ့တောက်ပြခြေရှာမှာမဟုတ်ဘူး။ကိုကောင်းရင် င်ခေါင်းဘဲမှမရွှေ့ပါဘူးကိုပြုတ်ရဲကန်ကကိုနောက်မှာကြောထောင်းနောက်ကရှိရင်ကျွန်မပြုတ်ရဲကန်ကြောင့်ကျွန်မဒီနေ့ဒီချိန်လက်မထောင်းပြီးနေနိုင်ရင်ခင်ဗျားတို့ပြုတ်ရဲကန်ကြောင့်ခင်ဗျားတို့ဒီနေ့ဒီချိန်ပြေးပြေးဝင်ရပြေးဖို့မှာနေနေရတာဖြစ်တယ်